အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Night Story Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာလန်းလေးကတော့စာရေးသူအေကံမင်းရေးသားထားတဲ့6လောင်းပြိုင်အိမ်ကြီးဆိုတဲ့ဇာလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဇာလန်းလေးကိုနားမစင်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ပြီးဘေးက Notify Bell ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပါအောင်လို့တောင်းဆိုရင်းနဲ့ဇာလန်းလေးကိုစလိုက်ပေးရစီခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ် အမောင်ရိတ်ကတဖြည်းဖြည်းလမ်းပေါ်ကိုကြောက်ရောက်လာတယ်။တောင်စင်းတောင်တက်လမ်းတွေကြောင့်ခကြီးကမတွင်းတစ်ဖက်ကကြောက်တစ်ဖက်မှာကတောင်နေရန်တွေနဲ့အမောင်နဲ့ကဆိုင်ကမိအောင်ကိုအားကိုးပြီးခကြီးဆက်နေရတယ်။အဲ့ဒီတော့ဒီလမ်းတွေပေါ်မှာရဲချားဆိုသလို ဆိုင်ကတစ်စီးနဲ့တွားနေရတာပေါ့။တူတောင်ဝကကြီးလက်ကျမ်းမာရီမူဈေးုံဈေးကန်ဝေးတဲ့နေရာတွေကို ဆိုင်ကတစ်စီးနဲ့နယ်လက်ကုပေးနေရသူဖြစ်ပါတယ်။တောင်မော်ရွာတွေတရွာပြီးတရွာခကြီးဆက်နေရတယ် အခုတောင်ဝန်ပြီးဆုံးလို့တောင်ဝန်ကြရာတောင်းမြို့ကိုပြန်လာခဲ့တယ်။သူ့တောင်ဝန်ကကြေးရွာအုပ်စုကို တပတ်တခါလှည့်လည်ကူတာပေးရတယ်။ခကြီးတခါထွက်ရင်ရွာ၄၅ရွာတောင်ဝန်ယူရတယ်။ရွာကြီးရင်တော့တရက်လုံးကြာပါတယ်။အချို့ရွာတွေဆိုရင်နှစ်ရွာတရက်။သူ့မြို့ကနေတစ်ခေါက်ထွက်ရင်၃၄ရက်ခန့်ကြာမှပြန်ရောက်တယ်။အခုခကြီးစင်ကလည်းပြီးလို့ပြန်လာခဲ့တာ အိမ်ပြန်နောက်ကြနေ ခကြီးကလည်းတဝက်ပင်ရောက်သေးတယ်။ခုနှစ်နာရီလေးကြော့နေပြီ။မှောင်ဝင်မဲ့အဲ့ဒီလမ်းကိုတော့တပတ်ကိုနှစ်ခါသွားသွားနေရတယ်။သူ့အတွက်အစိမ်းကြီးလည်းမဟုတ်လောက်။အဲ့ဒီလမ်းမှာလူတယောက်တွေ့လို့ဖြက်လန်းသွားရင်မြို့ကိုမကြခင်ရောက်မယ်။အဲ့ဒီလိုလမ်းပြလို့အဲ့ဒီလမ်းကနေဝင်လာခဲ့တယ်။အမောင်တို့ကလည်းသူ့ဘယ်နေရာဘယ်ခီးကိုမန်းဆာလို့မရအောင်ဖြစ်နေ။အဲ့ဒီလူကလည်းမြို့ကိုမရောက်တဲ့လမ်းကိုညွန်လိုက်တာလား။ စိတ်ထဲမှာလည်းစိုးရိမ်စိတ်တွေပူပူလာတယ်။ဘိုက်ကလည်းစာနေပြီးတခါမှဒီလိုချိန်နောက်ကျပြီးမပြန်ဘူး။အခုတခါမရောက်သေးဘူး။လမ်းမပြီးရောက်နေပြီထင်ပါရဲ့။ဒီခီးဒီလမ်းကရောက်ဖူးပါတယ်။သွားဘူးတယ်ဆိုပြီးနေကန်တွေကညွန်ပြတဲ့လမ်းပေါ်မှာဝင်လာခဲ့မိလိုက်တယ်။ဆိုင်ကယ်ကလည်းတဖွတ်ဖွတ်နဲ့ဟာဆိုင်ကယ်ကဘာဖြစ်တာလဲကွာ။စီကုံသွားတာလားမသိဘူး။ ဘလို့နို့နို့ဆက်ကလည်းပြန်နိုးမလာတော့ဘူး။နာယူကိုကြည့်လိုက်တယ်။ညကလည်း9နာရီခွဲတော့မယ်။တောင်စင်းတော်တဲ့လမ်းလည်းဖြစ်တပ်ပင်ရိတ်တို့အုံမိုးထားတာနဲ့အမောင်ဒူးကလည်းပုံကဲနေပါတယ်။ဆိုင်ငယ်ကိုလည်းတွန်းနေရတယ်။မကြောက်ရင်တော့ရိတ်တိရိတ်လို့ရအောင်ရောက်လာခဲ့ပါတယ်။အဝေးကိုလမ်းကြည့်လိုက်တော့အရှိနာကမီးအောင်ကိုတွေ့လိုက်ရတယ်။ဟာမီးအောင်လေးတော့တွေ့တယ်ဟာ။ လူနေအိမ်မဲ့ဖြစ်ရမယ်။ဆိုင်ကယ်ကိုတွန်းလိုက်ရင်အဲ့ဒီမီးအောင်ရှိရကိုတွောင်းရင်းနဲ့အစိတ်ကူးမိလိုက်တယ်။လူနေအိမ်ဖြစ်လို့စားစရာတခုခုတော့ရနိုင်ပါတယ်။ဆိုင်ကယ်ပြင်နိုင်တဲ့လူလည်းရှိမယ်ထင်တယ်။နောက်ဆုံးအချိန်မတော်လို့တဲခိုလို့တော့ရနိုင်တော့တယ်။အဲ့ဒီလိုအာကိုကြီးများစွာနဲ့ဇော်နောင်တယောက်ဆိုင်ကယ်ကိုတွန်းပြီးအိမ်ကြီးရှိရာဘက်ကိုဥတီလာခဲ့တယ်။မီးအောင်ကိုမြင်လို့တွန်းခဲ့ပြီး နီးနီးလေးထင်ထားတော့လဲ။나ယူဝက်နီးပါလောက်တွန်းခဲ့ရတယ်။မကြောက်ခင်မှာပဲအဲ့ဒီအင်ကြီးအနားကိုရောက်လာတယ်။အင်ကြီးရှိကိုလဲ့ဝင်လိုက်တော့ခြံစည်းရိုးကအသေးချာခတ်ထားတာမရှိ။စင်ဝင်အောက်ကိုတော့ရောက်လာခဲ့တယ်။အင်ကြီးအတွင်းမှာလဲစကားပြောစံတွေကြားနေရတယ်။တစ်သားတကားကြီးကိုခောက်လိုက်ပါတယ်။ဇော်နောင်ရဲ့တကားခောက်တန်အကြောင်းပဲအင်ကြီးဘော်ကစကားပြောစံတွေရက်သွားတယ်။ ဟေးသူတို့ငါတကားကောက်တာကြားသွားပြီလားခဏကြာတော့အတွင်းကနေတကားချက်ဖွင့်မိတဲ့ကြားလိုက်ရတယ်ဘသူလဲကွယ်အိမ်မန်ကိုကင်ထားတဲ့အသက်50ခန့်အတော်ကြီးတယောက်ကိုတွေ့လိုက်ရတယ်။ဟုတ်ကဲ့ကျွန်တော်ကကြေးလက်ကျမ်းမာရင်မူဇော်နောင်မှာနေလက်ပြီးစီးကူကြီးပြန်လာတာအဲ့ဒါဆိုင်ကယ်ပြတ်သွားလို့ခဏဝင်လာတာပါဗျ။အော်လာပါလာပါ။ ိမ်မော်တက်ခဲ့လေသူတကားအတွင်းကိုဝင်လိုက်တာနဲ့အတော်ကြီးကတကားပြန်ပိတ်လိုက်တယ်ကဲအဘော်တက်ကိုသွားအတော်တို့လင်မယားကဒီအိမ်ကြီးရဲ့အရှင်သခင်ကိုစားရေးတောက်ရေးတာဝန်ယူထားရတာအိမ်ရှင်တွေကအဘော်တက်မှာအဲ့ဒီလေကားတိုင်းသာတက်သွားလိုက်အိမ်မော်ရောက်ရင်မင်းเจ้าကိုပြောပြလိုက်ပေါ့စောနောင်ကလည်းပွက်လုံးတိုင်းလက်ရန်လေကားကြီးကိုကင်ပြီးအဘော်တက်လာခဲ့လိုက်တယ်ဟေ့တငယ် လားကွယ်အပေါ်ရောက်တာနဲ့ဧကန်းစီကလူကြီးတယောက်ကလှမ်းပြီးခေါ်လိုက်တယ်ဇော်နောင်ကလည်းအဲ့ဒီနေရာကိုရောက်သွားတာပေါ့လာထိုင်တဲ့ငယ်ဘယ်ကဘလို့မျက်စိလည်ပြီးရောက်လာတာလဲဟုတ်ကဲ့ကျွန်တော်တစ်စိတ်ရွာကပြန်လာတာပါဟိုလမ်းမဲမလာတာလားမသိဘူးဗျာမြို့ကိုရောက်ရမယ့်ချိန်မရောက်ဘဲနဲ့အပြင်လမ်းမှာဆိုင်ကယ်ပြက်လို့တွန်းလာရင်းနဲ့ဒီအိမ်ကြီးကမီးရောင်ကိုလှမ်းမြင်လိုက်တာနဲ့ဝင်ခဲ့တာပါ အင်းတငယ်မိကန်ကောင်းနေဦးလီတို့ကလည်းတကားမပိတ်မိလို့ငါတို့အဝေးကနေမြင်ရတာခါတိုင်းဆိုမောင်နာနဲ့တကားပိတ်တာတော့အဝေးကပဲမြင်နိုင်မှာလဲကွကဲငါတို့ကြီးဒီချိန်ရောက်မှတော့မြို့ပြန်လို့ပဲဖြစ်တော့မလဲဒီမှာပဲညအိတ်သွားပြီတော့ဖိုးမြေကြီးမင်းအကိုသမင်းစားအောင်မမဟုတ်ဘူးအောက်ထက်ကနန်းထွေးတို့လင်မယားသမွေးဝဲပြင်ပေးလို့သွားလိုက်ကဲတငယ် ဘာမှအားနာမနေနဲ့သွားစာရီချိန်ကတော့ဟင်းတယ်မယ်လို့ကြံကောင်းပါရဲ့ရပါတယ်ဗျာကျွန်တော်ကငပိရရှိလေစားနိုင်ပါတယ်ဗျလာအကူကျွန်တော်နဲ့လိုက်ခဲ့ကျွန်တော်နာမည်ကစောလွန်လင်းတဲ့အဖိုးနာမည်ကစိုင်းထွန်းကြီးအဖွားကတော့ဒေါ်နန်းခင်ထားတဲ့ကျွန်တော်အဖေကစိုင်းအောင်ဖအခုအိမ်ခန်းထဲမှာခေါင်းခိုက်လို့ဝင်အိတ်နေတယ်ဒေါ်နန်းထွေးဒေါ်နန်းထွေး ဒီဟာကိုစားဖို့တော့ဖို့အဖိုးကစီစဉ်ပေးလိုက်ပါတဲ့။အော်အေးအေးစိတ်သားရင်နည်းနည်းကြံသေးတယ်။စင်းလာခဲ့ထမင်းထည့်ပေးလိုက်မယ်။ကဲအကိုသွားပြထမင်းစားပြီးမှအပေါ်တက်ကိုပြန်တက်လာခဲ့။ပြီးမှစကားပြောကြတာပေါ့ဗျာ။ကျွန်တော်ကစောစောမအိပ်တက်ဘူးဗျာ။အော်အေးပါညီလေးကြီးစုပါ။ဇော်နောင်ကလည်းလှေကားကနေစင်းလာခဲ့။ လျက်စစ်မီးမရှိမီးစက်ကလည်းမရှိမှန်အိမ်ဖျောင်းနိုင်လေးများနဲ့အလင်းရောင်ကိုဖွဲ့ထားတယ်။ကဲလာလာဒီစပွဲပေါ်မှာထိုင်လိုက်အတော်ထဲ့ပြီမယ်နော်။မကြခင်မှာပဲစိတ်သားဟင်းတပကံငပိရီတပကံငပိရီတို့စရာတွေနဲ့စားရပါတော့တယ်။တငယ်မင်းကံကောင်းတယ်။ဒီဟင်းကသခင်လေးခေါင်းကိုက်လို့ညသာမစားပြတ်တာနဲ့မင်းအတွက်ကြံသွားတာ။ကဲကဲ ဟင်းတွေအကုန်သာစားလိုက်နော်အော်ဟုတ်ကဲ့ပါကျေးဇူးပါဗျအေးငါတို့ကိုကျေးဇူးတင်စရာမလိုပါဘူးကွယ်ဒီအင်ရှင်ကြီးတွေကိုသာကျေးဇူးတင်လိုက်ပါဇောနာဝါလဲဘိုက်ကအလွန်စာလွန်းလို့ထဲ့ပြီးသမျှအကုန်စားပလိုက်တယ်ဝါရလာဟင်းတွေရောထမင်းတွေရောအကုန်ပဲဟာထမင်းတပကံမိမဲ့ဘိုက်ပြေးသွားတာပဲဗျာ ကဲကျွန်တော်ဝိုင်းကိုတိမ့်ပေးပါမယ်။နင်းနင်းနင်းအတော်ပဲတိမ့်လိုက်ပါမယ်။အပေါ်ကသာတက်သွားလိုက်ပါ။အဲ့ဒါနဲ့အပြင်ကအသက်50ကျော်ကရှမ်းတိုက်ပုံရှမ်းပေါင်းပြီးပေါ့ပေါ့ကြီးဝှက်ထားတဲ့လူတယောက်ဝင်လာပါတယ်။အော်အတော်ယောက်ျားလေးအတော်တို့ကဟိုဘက်ခန်းမှာအိတ်ကြတယ်ကွ။ညာဘက်အပေါ်အပါသွားကြည့်ရင်ဟိုမှာရေအိမ်ရှိရင်ရေချိုးလို့လည်းရတယ်။အเจ้าကိစ္စရှိရင် အတော်တို့ခန်းဝင်တာပုတ်ပြီးနှိုးလိုက်ဟုတ်ပြီလားကဲကဲကဲအပေါ်မှာတခင်ကြီးတို့စောင့်နေလိမ့်မယ်။အော်ဟုတ်ကဲ့ပါကျွန်တော်ရေအိမ်ခဏဝင်ပါဦးမယ်ဗျ။အော်အေးအေးတော်တော်အပေါ်ပါသွားပြီလို့ဇွန်တော်လဲထမင်းစားခန်းကနေအပေါ်ဓာတ်ကိုတက်သွားခဲ့တယ်။ကဲလာထိုင်မောင်ရင်ဘယ်နဲ့လဲစားလို့ရောကောင်းရင်လားဟုတ်ကဲ့ပါ ရှိသည်မအကုန်စားပြစ်လိုက်တယ်ဗျာအေးဒီလိုမဘောကမောင်ရင်ကအိမ်အောင်နဲ့မိသားစုရောရှိလားဟုတ်ကဲ့ကျွန်တော်မိသားစုရှိပါတယ်ตาလေးနှစ်ယောက်ရှိတယ်အကြီးကောင်ကចောင်းထားကသာပဲရှိသေးတယ်အင်းဒီအသက်ရွယ်ရောက်မှတော့မိသားစုလေးနဲ့ဆိုတာကောင်းတာဗောအထီးမကြံတော့ဘူးလေအင်းဦးလေးတို့လည်းအရင်ကမိသားစုဘဝလေးနဲ့ပျော်စရာဖြစ်ခဲ့ အသက်တွေလည်းကြီးပြီးအချိန်ကလည်းကြာလာတော့မိသားစုတွေပြုတ်ကွဲသွားမှစိုးရိမ်နေရပြီ။တမီးကြီးကလည်းလွန်ခဲ့တဲ့10နှစ်လောက်ကဆုံးသွားတယ်ကွယ်။သားလည်းရဲ့မိန်းမကလည်းဆုံးသွားတယ်။မြေးဆိုလို့ဒီတယောက်ပဲကြံတော့တာ။သားငယ်လင်မယားကတော့အိမ်အောင်ကြပြီးကာစားပဲ။ကားမှပြီးနှစ်ယောက်စလုံးဆုံးသွားတယ်။အဲ့ဒါနဲ့မိသားစုဖြစ်လာပြီးပျော်စရာကောင်းမယ်မိသားစုက တစားတစားပျော်ကွဲနေတာကိုမြင်ရတော့ စိတ်ထဲရောမရှင်တော့ဘူးကွယ်ဘယ်နေငါအလဲ့ဘယ်နေသူ့အလဲ့လဲဆိုတာစိတ်ထဲမှာအမြဲတမ်းတွေးနေမိတယ်ဒါကလည်းမိသားစုနဲ့နေဘူးမှမိသားစုနဲ့ခွဲခွာဘူးမှခံစားချက်တွေဖြစ်လာတာဦးလေးတို့အရင်ကဒီအိမ်ကြီးပေါ်မှာသားသမီးတွေမြီးတွေနဲ့တယုံယုံနေလာခဲ့ကြတာလက်နက်ကင်တွေကြောင့်တေတာကြီးရောကားအစီဒဏ်ဖြစ်လို့တေတာတွေဘယ်မှာပြောစရာကောင်းလို့လဲငါတို့ရာပြီးတော့ရှိသေးတယ် တည်ပြီးတော့မှမကြွတ်လွတ်သေးတဲ့ဝိညာဉ်တွေကလည်းရှိနေသေးတာပဲကိုကိုကိုတည်လို့တည်မှန်းမသိသွားမယ်လမ်းမရှိအဲ့ဒီဆွဲလမ်းမှုတွေနဲ့ဖက်တွယ်နေတဲ့သူတွေကလည်းရှိနေသေးတယ်ဗျာဘလို့အမျိုးသားတွေလဲဦးကြီးအေးရှောင်လွှဲလို့မရနဲ့တည်ချင်းမျိုးနဲ့တည်ကြပြီမိမိကိုကိုတည်လို့တည်မှန်းမသိနေရာအစွဲနဲ့နေတတ်တဲ့ဝိညာဉ်တွေရှိနိုင်တယ်လို့ဦးလေးကပြောတာပါ အချိန်မတော်ကြီးဒီအเจ้าနေပြောရင်ငါတို့လည်းကြောက်နေပါဦးမယ်အိတ်ချင်နေပြီလားဟာမအိတ်ချင်သေးပါဘူးဦးလေးတို့အိတ်ချင်တဲ့အချိန်အိတ်ပါကျွန်တော်ကိုအားမနာပါနဲ့ဗျငါတို့ကြီးတို့အိတ်ခန်းပြင်ထားပြီးပြီဟိုခန်းမှာအိတ်လိုက်ဖျောင်းနိုင်တဲ့တိုင်းယူသွားအိတ်တဲ့အခါမီးမုံအိတ်ပေါ့ဒီအိတ်ခန်းမှာကတော့မှန်အိမ်တစ်လုံးအမြဲထွန်းထားတယ်ညမူညရအမောင်နဲ့တွားစီရမလို့တော့ဘူးပေါ့ကွာ ဟုတ်ကဲ့ကျွန်တော်ညဘက်အပြင်မထွက်တတ်ပါဘူးဗျအိတ်ပြောရင်တရေးတဲ့အိတ်တက်တာပါအေးကောင်းတာပေါ့ဒါမှအေးရေးဝါပါကဲကဲကဲစကားပြောကြအောင်ဒေါ်လေးလည်းသွားအိတ်တော့မယ်စကားဝင်မပြောဘဲဦးလေးကြီးရဲ့ဘေးမှာထိုင်နေတဲ့အတော်ကြီးကအိတ်ချင်မီလို့ပြောတာထသွားတော့တယ်ဦးလေးလည်းအိတ်ချင်အိတ်တော့လေအေးအေးမင်းကြီးကတိတ်စကားများတဲ့ကောင် သူကလည်းစကားပြောပေါ်ရှာနေတာကပြီးကြတဲ့ညကသူ့အဖေချောင်းဆိုးလွန်းလို့တညာလုံးနှီးပါမအိပ်ရဘူးလေမောင်ရည်လည်းထမင်းစားနေရနဲ့အိမ်ငိုက်နေလို့တော့အိတ်ခိုင်းလိုက်တယ်ဟာဟုတ်ကဲ့ပါဦးကြီးကျွန်တော်လည်းအိတ်ခန်းနဲ့ဝင်တော့မယ်အချိန်ကလည်း၁၂နာရီရှိပြီဇော်နောင်တို့အိမ်မှာဆိုရင်၁၂နာရီမထိုးမချင်းဘယ်တော့မှမအိပ်ကြဘူးအခုအင်ရှင်တွေကတယောက်ပြီးတယောက်ဝင်အိပ်နေတော့မှ သူလည်းအပြင်မှာထိုင်နေလို့မသိတော့တော့ဘူးလေအဲ့ဒါကြောင့်ဖျောင်းနိုင်ကို မီးကူးပြီးသူ့အတွက်နေရာချထားတဲ့အခန်းထဲကိုဝင်လာခဲ့တယ်အခန်းတကားကိုတွန်းပြီးအထဲကိုဝင်လာလိုက်တယ်ဇော်နောင်လည်းအခန်းထဲကိုရောက်တော့စိတ်ရွှေ့ရွှေ့အနံ့ကြီးလိုလိုညီနံ့လိုလိုအနံ့တစ်မျိုးရလိုက်တယ်တရွှေ့ရွှေ့နဲ့တခုခုကိုရှက်တိုက်စွန်းလိုက်တဲ့အတန်မျိုးကိုပါကြားလိုက်ရသေးတယ်อืมဒီအခန်းထဲမှာလူမနေတာကြာလို့ တကားပိတ်ထားတဲ့အတွက်အနံ့အသက်တွေမကောင်းတာလို့ပဲစိတ်ထဲကနေမှတ်ယူလိုက်တယ်။အဲဒီနောက်တော့အိယာဘောကိုတော်လွန်လှဲ့အိတ်လိုက်တယ်။ဖျောင်းနိုင်ကိုလည်းမင်းငိမ့်ပြီးအိတ်ပြော်အောင်အိတ်လိုက်တယ်။အချိန်ကလည်းတကောင်ကျော်လွန်ပြီး၃နာရီပင်ရှိပြီ။အဲ့ဒါနဲ့ပဲတဝုံးဝုံးနဲ့စူညာတဲ့တချို့ကြောင့်ကိုစောနောင်အိမ်မောကြောင့်ရဲ့နေရာကနေလန့်လို့သွားတယ်။ကြောက်ပါပြီ။ကြောက်ပါပြီ။ ခမည်းတော်မိသားစုဒီအိမ်ကြီးမှာ မတောက်မတနေနေတာခမည်းတော်မရခဲ့တဲ့အမွေတွေကြောက်မဟုတ်လားအကုန်ထုတ်ပေးသမ်းဟာကျုပ်ကျုပ်တို့ဘာမှမလုပ်ပဲထိုင်စားနေတာအခုတော့အားလုံးကုန်သွားပြီမင်းတို့ကိုပေးစရာမရှိတော့ဘူးကျုပ်တို့မှာတနတ်တွေပါတယ်နော်လိန်မို့မကြိုးစားနဲ့ခမည်းတော်မိသားစုတွေအကုန်ခေါ်လိုက်ဟာတတအကုန်မှာပဲအိမ်မော်နှစ်ယောက်နဲ့မှာ တအိမ်လုံး6ယောက်တည်းရှိတာပါဇောနောင်ကလည်းသူ့ကိုပါ ပြောပြီးခေါ်ထုတ်ခံရမှာကိုစိုးရိမ်နေတယ်သူတကားကိုအနှဲငယ်လှမ်းကြည့်လိုက်တယ်အလဲကလူ6ယောက်ထိုင်နေတော့တယ်ခမည်းကြီးမှရှိတဲ့ပစ္စည်းတွေအကုန်ထုတ်မထုတ်ပြီလို့ကတော့အကုန်တက်ပြစ်မယ်ဟိုတော်ကြီးပြီးခဲ့တဲ့9နှစ်လောက်ကခမည်းမိဘတွေအမွေပေးလိုက်တာကျုပ်တို့သိထားတယ်ခမည်းတော်ဝန်ဆောင်ထားတဲ့လက်ဝတ်ရတနာတွေ တိန်းဆဲထားတာတွေမရှိဘူးဆိုတာတကယ်လားဟုတ်ဟုတ်ဟုတ်ပါတယ်အကုန်မှာပဲရှင်ကဲမုတ်စိတ်အဲ့ဒီမှန်အိမ်ကိုယူသွားဟိုနားသွားပြီးပောက်ခွဲလိုက်အိမ်မီးလောင်သွားရင်ဖွက်ထားတဲ့ပစ္စည်းတွေမီးတဲ့အကုန်ပေါအောင်ပြီပေါ့ဒါနဲ့မပြီးသေးဘူးဟိုအဘိုးကြီးအဖွားကြီးရှိမှာတယောက်ချင်းကိုတတ်ပြမယ်ဟန်စိန်တယောက်ကိုခေါ်သွားပြီးတတ်ပြလိုက်ဟဲ့အောင်မုတ်စိတ် မိုင်းကိုအဲ့ဒီနားမှာပောက်ခွဲလိုက်လေဘာလုပ်နေရလဲလူစိုးတယောက်ကခြေရင်းဘက်နေရနားကိုတွားပြီးမှန်အင်ကိုပောက်ခွဲလိုက်တယ်။ရင်းနံစီတွေပြန်ချဲကုန်ပြီးတအိမ်လုံးမီးထလောင်မာတော့တယ်။ဟိတ်ကောင်ဟဆိုင်ဘာရက်လုံနေရလဲ။ဆရာလောက်သူက အမိန်ပေးလိုက်တော့ဦးလေးကြီးရဲ့တောင်းကိုအနောက်ကိုခေါ်ပြီးခေါင်းကိုတနက်နဲ့တိတ်ပြီးပြစ်လိုက်ပါတယ်။အမလေး တေးပါပြီအတော်ကြီးတေးတာခမရမဟုတ်ဘူးလေခမရရဲ့သားဗျမကြောက်ခင်ခမရတို့အလဲပစ္စည်းတွေထုတ်ပေးမလားမပေးဘူးလားတတတတကယ်ကိုမရှိတော့လို့ပါရုံမှာငါတို့ရောကဲနောက်တစ်ယောက်ကကောင်းလေးကိုခေါ်သွားအဖိုးကြီးနဲ့အဖွားကြီးတဲ့ခေါင်းဆောင်ကိုပြေးဖက်ပြီးတော့တောင်းပန်နေတယ် ဆရာကြီးရင်မီးလေးကိုတော့မတက်ပါနဲ့သူ့အစာကျုပ်တို့ကသာတက်သွားပါကလေးကိုတော့ချမ်းသာပေးပါရှင်အေးဖွားထားတဲ့ပစ္စည်းတွေရှိရင်ထုတ်ပေးလေသူတို့ကိုမတက်ဘူးတကယ်တကယ်ကိုမရှိတော့လို့ပါ အလုံးမရှိထိုင်စားနေရနဲ့ကုန်ပါပြီကဲကောအားလုံးကိုတက်ပြစမ်းတော်ကြီးကလည်း ိုင်ရကနေမေ့လေသွားတယ်။မိကလည်းတဟုံဟုံနဲ့တောက်လောင်နေပြီ။ကဲဒီလောက်ခေါင်းပါလေမိသားစု။ခေါင်းဆောင်လို့သူကလည်းအသက်မသေးသေးသူအလုံးကိုပြစ်တက်လိုက်ပါတယ်။ဆရာဝင်းရှာကြည့်ဦးမလား။အေးရှာမနေနဲ့တော့ရလာပဲယူသွားကြမယ်။အဲ့ဒီတော့အသေးခံပြီးညင်းနေတာတကယ်မရှိဘူးဆိုတော့တေချာသွားပြီ။ သွားကြမယ်ကွာလူစိုးတွေကလည်းအိမ်ပေါ်ကနေဆင်းသွားကြပြီအားလုံးအိမ်ပြင်ထွက်သွားပြီဆိုမှဇော်နောင်တယောက်အခန်းထဲကနေထွက်လာတယ်အပြင်ကလူ6ယောက်လုံးတန်းတန်းနဲ့ပြစ်ခံရပြီအကုန်တေကုန်ကြတယ်ဟေးငါတော်ကံကောင်းလို့အသက်မခံရတာငါလည်းဒီအိမ်ကြီးမှာနေလို့မဖြစ်တော့ဘူးဆိုင်ကယ်ကိုတွန်းပြီးတွားရတော့မယ်အချိန်ကလည်း3နာရီခွဲခန့်ရှိပြီ ဇော်လောင်တယောက်အိမ်ပေါ်ကနေအမြန်ဆင်းလာပြီးပြစ်နေတဲ့ဆိုင်ငယ်ကိုတွန်းအပြင်ကိုထွက်လာခဲလိုက်တယ်။မကြောက်ရင်လမ်းပေါ်ကိုရောက်လာခဲ့တယ်။ဆိုင်ငယ်ကိုတွန်းနေရင်းနဲ့အနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့အိမ်ကြီးကမီးတဟုန်ဟုန်လောင်နေပါပြီ။အချားလောင်စရာမရှိတော့လို့မီးချိန်ကလည်းကျနေပြီ။သူ့လမ်းပေါ်မှာဆိုင်ငယ်ကိုတွန်းရင်းနဲ့မမှန်လမ်းလျှောက်နေတော့အနောက်ကနေတောင်ပေါ်သူလင်မယားနှစ်ယောက်အထုပ်ဘိုးအထန်းတွေနဲ့လာနေပါတယ်။ မကြခင်ပါပဲသူ့ကိုမိလာလို့လမ်းဖယ်ပေးလိုက်ပါတယ်မနက်ကလည်းဝေလီဝေလင်းရောင်းဝယ်ကြတဲ့၅ရက်တစည်းကိုလာရောက်ကြသူတွေဖြစ်တယ်မနက်၅နာရီမထိုးခင်ကစပြီး6နာရီ9နာရီအထိရောင်းကြရတယ်9နာရီကျော်10နာရီဆိုရင်ဈေးစင်များပြန်ကုန်ရပြီသူတို့နေတဲ့နေရာကိုဆော့ဆော့ပြန်ကြတယ်အဲ့ဒါနဲ့မိုးမလင်းခင်ဈေးအမီလာကြသူတွေဖြစ်တယ်နောင်ကြီး ဆိုင်ကယ်ပြတ်သွားလို့လားဟုတ်ပါဗျာညကလေးကပြတ်လို့ဟိုနားကအိမ်ကြီးမှာတညဝင်တဲတာကျုပ်ဝင်အဲ့တဲ့ညကြမှာဓမြတိုက်လို့အိမ်မှာရှိတဲ့လူတွေအကုန်သေပြီအိမ်ကြီးကမှမင်းနဲ့ရှို့သွားတာအဓမြတွေထွက်သွားတော့မှကျုပ်လည်းပုန်းနေတဲ့နေရာကနေထွက်ပြီးဆိုင်ကယ်ကိုတွန်းခဲ့လိုက်တာဟာနောင်ကြီးဘယ်အိမ်ကိုပြောတာလဲအာခမရုံးနဲ့မတွေ့ခင်10မိနစ်လောက်ပဲရှိအောင်ပဲ လမ်းပေါ်ကိုရောက်တာတောင်မီးလောင်နေတဲ့အိမ်ကြီးကိုမြင်နေရသေးတယ်ဗျ။ခမရတို့လည်းအိမ်ကြီးကိုမီးလောင်နေတာကိုအဝေးကမြင်နိုင်တာပဲမတွေ့ရဘူးလား။ဟာမလောင်ပါဘူးဟာမောင်မောင်မဲမဲကြီးပါ။ဟာကျုပ်သိပြီ။ခမရဟိုမီးလောင်ထားတဲ့အိမ်ကြီးကိုရောက်ခဲ့တာလား။ဟာမီးလောင်ထားတဲ့အိမ်မဟုတ်ဘူး။မီးလောင်နေတဲ့အိမ်အခုလောက်ဆိုမင်းငိမ့်ပြီးပြာကျသွားတော့ပြီ။အော် ဒါဆိုခမရအတရေအချောက်ခံလိုက်ရတာပဲဟာမဟုတ်တာပဲဗျာဟုတ်တယ်ခမရပြောနေတဲ့အိမ်ကြီးဟာလုံခဲ့တဲ့၄-၅နှစ်လောက်ကကျုပ်လူပြိုအရွယ်ပေါ့ဗျာအိမ်တော်မကြခင်တနည်းဆိုပါတော့ကျုပ်တို့ကဒီလမ်းကဈေးကိုအမြဲတောင်းရောင်နေကြမနေ့၃နာရီလောက်မှအဲ့ဒီအိမ်ကြီးဟာပြီးလောင်နေတယ်ဗျာမိတွေကလည်းတဟုံဟုံနဲ့တအိမ်လုံးဝါမျိုးနေပြီဈေးကလည်းပြန်လာတော့မိလောင်နေတဲ့အိမ်ကြီးကို ရွာသားတွေရောရဲတွေရောပါရောက်နေတယ်။ဓမြတွေလိုချင်တာမရလို့အိမ်မှာနေတဲ့လူ၆ယောက်လုံးအသက်ခံရပြီ။အိမ်ကြီးကိုမိရှို့သွားတာတဲ့။အရင်ကဆိုအဲ့ဒီဝင်းကျင်ကအိမ်ကြီး20လောက်ရှိတယ်ဗျ။တောင်ရလှုပ်စားကြတယ်။အဲ့ဒီနောက်ပိုင်းတော့လက်နက်ကင်ဓမြတွေကမကြာခဏဝင်ပြီးလူရဲတိုက်ခိုက်လုံးလို့ဒီမခံနိုင်တော့လို့မြို့ကိုပြောင်းသွားကြတာ။ဒီမိသားစုအိမ်ကြီးကခိုင်ခိုင်စောက်ထားတာဆိုတော့ဖြစ်လို့ရဖြစ်မပြောင်းဘူးဆိုပြီး တောင်ရအလုတ်ဆက်လုံနေရင်နေခဲ့ကြတာအေးနောက်ဆုံးတော့ကွာဓမြတိုက်ခံရပြီလူတွေတက်အိမ်ကြီးကိုမေးရှိုးခဲ့တာကွာခမရလိုပဲနှစ်ယောက်သုံးယောက်လောက်ရှိပြီအိမ်ကြီးရဲ့ကိုဝင်တဲမိရင်အိမ်ကအကောင်းကြီးရဲ့ဗျလူတွေကလည်းအသက်ရှင်နေကြတယ်အဲ့ခံစကားတွေပြောကြတာပေါ့ဗျာမနက်3-4နာရီခန့်ရောက်တော့သူတို့တည်ခဲ့ရတဲ့ပုံစံအတိုင်းရုပ်ရှင်ပြနေရတယ်လို့ဖြစ်သွားရောတဲ့အဲ့အဲ့ဒါနဲ့ ခမရဲ့ရှိမှသူတို့ကိုလူဆိုးတွေရာတတ်သွားတာပေါ့ဟုတ်လားဟုတ်တယ်ဗျကျုပ်ဗျသူတို့ကြွေးတာလဲစားမိတယ်ဘလို့မှတစီတရေလို့မထင်မိပါဘူးဗျအိမ်ကလည်းအိမ်ကြီးရခိုင်ဗျကျုပ်ကလည်းအချောက်ခံရခြင်းလို့ဖြစ်မယ်ဒီအိမ်နာရောက်တော့ဆိုင်ငယ်ကပြက်သွားရောဗျဆိုင်ငယ်ပြက်လို့တွန်းပြီးလမ်းလျှောက်တဲ့အချိန်မိအောင်ကိုမြင်လိုက်ရတာဟာဒါဆိုခမဆိုင်ငယ်ကိုပြက်အောင်မြန်လှုပ်လိုက်တာလား အခုတရေတွေလည်းမရှိတော့ဘူးဆိုတော့ခမရဆိုင်ကိုဆက်နှိုးကြည့်ပါလားခမရမီးလောင်တဲ့အိမ်ကထွက်လာတော့ဆိုင်ငယ်ဆက်နှိုးကြည့်သေးလားဗျဆက်ပြက်နေတော့ပြင်မမပြင်ရသေးတော့ဒီအတိုင်းပဲတွန်းလာခဲ့တာကျွန်တော်နှိုးကြည့်လိုက်မယ်ဇော်လောင်လည်းဆိုင်ငယ်ပေါ်ခွပြီးဆက်နှိုးကြည့်လိုက်တယ်ဟာဆက်ကအကောင်းကြီးပဲဗျကျေးဇူးပဲဗျခမရတို့တတိပေးလို့ဆိုင်ငယ်နဲ့လိုက်ခဲ့ပါလား အာမဖြစ်ဘူးဗျကျုပ်တို့လင်မယားကိုဆိုင်ကယ်တစ်စီးနဲ့တင်သွားလို့ရတာမှမဟုတ်တာအာပစ္စည်းတွေတင်ပေးလိုက်မလားအာရတယ်ရတယ်သွားသွားသွားဈေးကိုမိနစ်20လောက်ပဲရှောက်ရတော့မှာခမရအာနာမနီနဲ့သွားတော့ဗျဇော်နောင်ကလည်းဈေးသေးလင်မယားကိုနှုတ်ဆက်ပြီးဆိုင်ကယ်ကိုမောင်းထွက်လာလိုက်တယ်6လောင်းပြိုင်တည်ခဲ့တဲ့ဝိညာဉ်ကိုမကြုံမလို့သေးတဲ့အိမ်ကြီးမှာတညာလုံးနေခဲ့ရတဲ့အဖြစ်ကိုပြန်စင်းစားမိရင် ကျက်သိမ်းတပြန်ပြန်ထသွားပါတော့တယ်အဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပိဋကတ်တူးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ရက်တွင်မှာရောပိဋကတ်တွေအတွက်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာကိုတော့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေခင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်